အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံပြင်လေးကတော့စင်ကြံညာပုံပြင်ပဲဖြစ်ပါတယ်ရှင်တခါကအလွန်လှပါတဲ့လက်ပြလေးတစ်ကောင်ဟာ သူ့အစာဖြစ်တဲ့ပန်းပွင့်တွေကိုမတွေ့ရလို့စိတ်ပြက်နေတာပေါ့အဲ့ဒီလိုနဲ့လက်ပြလေးဟာဆွဲမလျှော့ပဲပန်းပွင့်တွေကိုရှာရင်းမမျော်လင့်ပဲပန်းရောင်စုံတွေဖိုးပွင့်ပြီးပန်းရနံ့တွေတင်းပြက်မွေးထုံနေတဲ့ပန်းငယ်ကြီးတစ်ခုကို တွေ့လျရလို့အံ့ဩသွားတဲ့ ငါတခါမှမတွေ့ဘူးတဲ့ပန်းကင်းကြီးပါလားပြောစရာကောင်းပါပဲငါလောက်ကန့်ကောက်နေသူမရှိနိုင်ဘူးလို့လက်ပြလေးကတွေးပြီးဝမ်းသာအားရနဲ့ရောင်စုံဖူးဝင်နေတဲ့ပန်းကင်းကြီးစီကိုသွားတာပေါ့ကွယ်အဲ့ဒီအချိန်မှာလက်ပြလေးဟာငှက်ဝါလေးတစ်ကောင်ကို တွေ့လဲရတော့အံ့အားသင့်ပြီးမေးလိုက်တဲ့ အတင်ငတ်ဝါလေးဘယ်ရက်ကိုသွားမှာလဲအကျွန်ုပ်ကိုပြောပြပါလိပ်ပြာလေးရဲ့စကားကိုကြားတော့ငတ်ဝါလေးကလိပ်ပြာလေးငါကဟိုးအဝေးကြီးကို သွားပြီးအစာရှာဖွေစားမလို့ပါတင်ကရောဘယ်ရက်ကိုသွားပြီးအစာရှာမလို့လဲငတ်ဝါလေးရဲ့အမေစကားကိုကြားတော့လိပ်ပြာလေးကအတင်ငတ်ဝါလေးအတင်အဝေးကြီးကိုသွားပြီးအစာရှာဖို့မလိုပါဘူး ။အော်ဟိုမှာတွေ့မြင်ရတဲ့ရောင်စုံပန်းကင်းကြီးထဲမှာအတင်စားတော့ဖို့အစားအစာတွေအများကြီးရှိမှသေးကြတယ်။အကျွန်ုပ်ကတော့ပန်းကင်းကြီးစီကိုသွားပြီးအစားရှာမှာပါလို့ပြောလိုက်တယ်တဲ့။ ပြီးတော့ငှက်ဝါလေးကပြန်ပြောလိုက်တာပေါ့ကွယ်အတင်လိုက်ပြလေငါစကားကိုနားထောင်ပါအတင်သွားကျင်တဲ့ပန်းကင်းကြီးထဲမှာအနေရတွေရှိပါတယ်အတင်အချားရက်ကိုသွားပြီးအစာရှာဖွေ စားသုံးသင့်ပါတယ်အတင်လိုက်ပြလေသွားမယ်ဆိုရင်အရာရာကိုစဉ်ညံ့ညံ့သုံးပြီးဆုံးဖြတ်ပါ အဝါလေးရဲ့ထူချတဲ့စကားကိုကြားတော့လက်ပြလေးခမမယုံနိုင်အောင်ဖြစ်နေတဲ့ကွယ်ဒါပေမဲ့လက်ပြလေးကတော့သူ့တကားမှမရောက်ဖို့တဲ့ရောင်စုံပန်းကင်းကြီးစီကိုတောကျင်တဲ့စိတ်တွေကပြင်းပြနေတာပေါ့ကွယ်အတင်ငှက်ဝါလေးရဲ့စကားကြားရပေမဲ့အကျွန်တော်မမှုပါချောင်းဆောင်ပန်းကင်းကြီးစီကိုမရောက်ရအောင်သွားပါမယ်လို့ပြောဆိုလိုက်တဲ့လက်ပြလေးဟာငှက်ဝါလေးကိုနှုတ်ဆက်ပြီးပျော်ရွှင်စွာနဲ့သွားတာပေါ့ကွယ် အဲ့ဒီလိုနဲ့လက်ပြလေးဟာရောင်စုံပန်းကင်းကြီးစီကိုသွားရင် ပြားတကောင်နဲ့လမ်းမှာစုံမိပြီးမေးလိုက်တဲ့ကွယ်အတင်ပြားလေးအတင်ပေရက်ကိုသွားမှလဲဆိုတာကို ကျွန်တော်သိပါရစေဒီတော့ပြားလေးကလက်ပြလေးငါအစာရှာဖွေဖို့လာခဲ့ခြင်းဖြစ်ပါတယ်အတင်ကရောဘယ်ရက်ကိုသွားမှလဲလို့မေးလိုက်တဲ့ဒီတော့လက်ပြလေးက အတင်ပြားလေအကျွန်ုပ်ဟာရောင်စုံပန်းကင်းကြီးစီကိုသွားပြီးအစာရှာမလို့လာခဲ့တာပါလို့ပြောလိုက်တဲ့လေပြားလေးရဲ့စကားကိုကြားတော့ပြားလေးကအတင်လေးပြားလေးငါနဲ့အတူတခြားရက်မှာအစာရှာဝေစားပါမယ်အတင်လေးပြားလေးသွားမယ့်နေရာကအနေရရှိနိုင်ပါတယ်ငါနဲ့လိုက်ခဲ့ပါလို့ပြောဆိုတာပေါ့ကွယ်ဒါပေမဲ့လိပ်ပြားလေးကပြားလေးကိုနှုတ်ဆက်ပြီး ရောင်စုံပန်းကင်းကြီးစီကိုခိတ်ကြီးထွက်ခဲ့တဲ့ကွယ် အဲ့ဒီအချိန်မှာမိုးတွေရွာလာလို့လက်ပြလေးဟာအခက်အခဲဖြစ်နေပြီးငှဝါလေးပြောခဲ့တဲ့စကားကိုအမက်ရသွားတာပေါ့ကွယ်ငှဝါလေးကငါ့ကိုအယားယားမှစင်ချင်းညက်သုံးပြီးဆုံးဖြတ်ပါလို့ပြောခဲ့ပါလားငါမိုးရေထဲကိုသွားရင်ငါတောင်မှန်နေ ရေဆိုပြီးပြန်နိုင်မှာမဟုတ်ဘူးငါမိုးခုံမှာဖြစ်မယ်လက်ပြလေးဟာဟဲ့ဒီလိုတွေးပြီးတပင်ကြီးအောက်ကိုဝင်ပြီးမိုးခုံနေလိုက်တဲ့ကွယ် မိုးဆဲသွားတော့မှလက်ပြလေးဟာခိအီးဆက်ပြီးထွက်လာခဲ့တာပေါ့ကွယ်လက်ပြလေးဟာရောင်စုံပန်းကင်းကြီးနားကိုရောက်လာတော့ပျော်ရွှင်နေတာပေါ့အဲ့ဒီအချိန်မှာလက်ပြလေးဟာပန်းကင်းကြီးပေါ်မှာဝဲပြန်ပြီးအစာရှာဖွေတဲ့လက်ပြပရုံးနဲ့ပြားတွေကိုမတွေ့ရတာကြောင့်အံ့ဩသွားပြီးမွေးပြန်းတဲ့ပန်းကင်းကြီးထဲမှာဘယ်သူမှအစာမရှာဖွေကြပါလား ဘာများဖြစ်လို့ပါလဲငါစုံစမ်းမှဖြစ်မယ်လို့ဟရီလိုတွေးပြီးရောင်စုံပန်းငင်းကြီးတဲ့ကို မဝင်သေးပဲတတိထားပြီးလိုက်ကြည့်တာပေါ့ကွယ်ကျောင်းဆောင်ပန်းကင်းကြီးတစ်ခုလုံးတိတ်ဆိတ်နေတော့ဝဲပြက်နေတဲ့လက်ပြလေးတစ်ကောင်ကို တွေ့လိုက်ရတဲ့ကွယ်ဒီတော့လက်ပြလေးကစီးချိုပြီးပြောတာပေါ့မိတ်ဆွေလက်ပြလေးအဘဲကိုသွားမှလဲလက်ပြလေးရဲ့မေးစကားကိုကြားတော့တခြားလက်ပြလေးကငါဒီပန်းကင်းကြီးလေးကို ဝင်ပြီးအစာရှာမလို့ပါ အတင်ရောအဆမရှာဘူးလားလို့ပြောလိုက်တဲ့ဒီတော့လက်ပြလေးကမိတ်ဆွေလက်ပြလေးပန်ကင်ကြီးကထူးခြားနေလို့အကျွန်တော်အဆမရှာဖွေသေးပါအတင်တတိထားသွားပါလို့ပြောလိုက်တဲ့ကွယ်တခြားလက်ပြလေးကတော့ရောင်စုံပန်ကင်ကြီးတွေကိုဝင်သွားပြီးအဆရှာဖွေရင်မပြတ်နိုင်တာကို တွေးလိုက်ရတာပေါ့ လိုက်ပြလေးလဲအဟောတကြီးနဲ့လိုက်ကြည့်လိုက်တော့ပင်းကုန်ကြီးတကောင်ဟာ သူ့ရဲ့အစေးကိုပိုက်ကွန်ထောင်ပြီးကဲ့ညီလာတဲ့လိုက်ပြလေးကို စားတောက်နေတာကို တွေ့လိုက်ရတဲ့ကွယ်ဒီတော့မှလိုက်ပြလေးလည်းတခြားလိုက်ပြလေးရဲ့အဖြစ်ကို တွေ့ပြီးကြောက်လန့်သွားတာပေါ့ကွယ်ငှက်ဝါလေးရဲ့စကားကိုအထင်သေးမိကမှားနေပါလား ငါပန်းကင်းကြီးကိုရောက်ရှင်စောနဲ့သွားခဲ့ရင်ပြီငူကြီးနဲ့တွေ့ကြုံရမှာမလွဲပါဘူးအခုငှက်ဝါလေးရဲ့စကားကိုနားထောင်ပြီးအယားယာစင်ကျင်ကျန်ပြုမိလို့အနေရကနေကင်းလွတ်ခဲ့ပါလားလို့တွေးပြီးငှက်ဝါလေးကိုကျေးဇူးတင်သွားတာပေါ့နော်လက်ပြလေးလည်းသူရောက်ရှင်နဲ့ရောင်ဆောင်ပန်းကင်းကြီးကိုကြောခိုင်းပြီးတခြားပန်းကင်းတွေစီကိုပြန်တန်းသွားတော့တာပေါ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင် င်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်